လည်းအရန်ကိုနှုတ်ပြီးတော့လေခံညာနေရပဲအမကလည်းလေအဲ့တိုင်းပဲငငယ်တော့တွေ့ရဘလို့လဲအခုတွေ့ရလဲအဲ့အတိုင်းပဲနှုတ်နေရပဲပြီးရင်လေအရန်သဘောကောင်းတာနှစ်ယောက်လုံးကလေအဲ့လိုမျိုးဟုတ်တယ်အမအဲ့ dress ဆိုပြီးတော့ခါကြတော့ရည်ရွယ်ပြီးတော့စဉ်းစားပြီးတော့ချုပ်ခဲ့ဒီလိုမျိုးလုပ်ခဲ့တာပေါ့เนาะအကြီးကရောင်းပြမှာအဲရောင်းမြန်မာဆိုတာအမအတွက် customize ဆိုတာ for အမ only ပေါ့နော်အဲတကယ်လို့တခြားလူတွေတွက်ဆိုရင်တော့

အခုတည်းမှအမ်နည်းနည်းမရိုက်ဘူးလေနော်အဲ့လိုမျိုးလေးရှိရခါကျတော့တော်တော်လေးပြောခဲ့ရတယ်ပေါ့နော်ခဏခဏပေါ့အဲဒီကြောင်ညာရိုက်ဖို့အတွက်ကိုအမ်အမားတို့စီကိုကန်လန်းတော်ကအချိန်လေးတော်တော်လေးကြာတယ်အမ်တလဝင်ချင်းအလောက်လောက်တော့ခဏခဏတော့ပြောရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုကမ်းလန်းပြီးရောခါကြတော့မှအခုနဲ့မှရိုက်တယ်ဆိုတော့ခါကြတော့မှပေါ့အဲအဲ့ဒါကိုစပြီးရိုက်ဖြစ်တာပါ အရန်ပီတိပြရပါတယ်အဓိကတော့အကိုနဲ့အမကိုစုံတွဲလိုက်မြင်ရနည်းနည်းနဲတယ်လေနဲတော့ခါကျတော့ကိုကအကိုနဲ့အမကိုပေါ့နှစ်ယောက်တွဲရက်ကလေးရိုက်ပေးချင်တာတကယ်အလူလုံးတယ်ဆိုရလဲအဲ့တိုင်းမင်းလေးနော်အဲ့တော့အကိုနဲ့အမကိုရအောင်လိုက်အချင်းကတ်တာပေါ့နော်ဟုတ်တယ်အငယ်ကလေးကအကိုရောမရဲ့ fan ကြော်ညာရိုက်နေတော့ဆိုရင်အမကအရန်လှိုင်းလေးနော်အဲ့တော့အမကိုချင်းချင်းနဲ့အမနဲ့မျက်စိဆောင်ရင်ကိုရင်းနေခုံနေဟုတ်ပါဘူး ော်လေးခံညာနေရပဲအမကလည်းလေအတိုင်းပဲငငယ်တော့တွေ့ရဘလို့လဲအခုတွေ့ရလဲအဲ့အတိုင်းပဲနုနေရပဲပြီးရင်လေအရန်သဘောကောင်းတာနှစ်ယောက်လုံးကလေအဲ့လိုမျိုးအဲ့လိုအစအခု TVC ရိုက်တယ်ဆိုတော့ဝင်ဘူးတော့ပထမဆုံး TVC ပေါ့နော်အဲ့လိုပြောတဲ့အချိန်မှာလေဟဲဟုတ်လားရတယ်ညီမလေးကူပေးမယ်ဒီလိုမျိုးနဲ့ပဲအကုန်လုံးဝိုင်းပြီးတော့ကူပေးကြလို့ဒါကြော်ညာလေးကအအောင်မြင်ဖြစ်သွားတာပါဟုတ် ာတော့တံမိုးဖြတ်လို့များရရဆိုတော့တံမျိုးမပြောပြတော့ဘူးเนาะတံမိုးဖြတ်လို့များပါဘူးဒါခံနတ်တို့အတွက်လည်းဒါဘွားမတိုင်တစ်ခုဆိုရင်လည်းမှန်ပါတယ်ဘယ်သူမှမလုပ်တဲ့ဟာကိုခံနတ်အနေနဲ့လုံးဝတဲ့အနေထားတစ်ခုမှအများကြီးအဖက်ဖက်ကနေညှိရတယ်အကိုမင်းသားဆိုင်နေဆိုလဲအကိုဒီပစ္စည်းလုံးနေရင်းနဲ့အဆင်မပြေရရှိရဆိုလဲအကိုပတန်ရပြန်မေးရတာမျိုးပင်ပရင်းဆရာကြီးနဲ့ပြန်တိုင်ပင်ရတယ်ဟိုပရင်းဆရာအဖွဲ့အများကြီးနဲ့လုံတော့မှဒီလိုမျိုးအဆင်ပြေပြေနဲ့အောင်မြင်နဲ့ဖြစ်မြောက်သွားတာပါ အမဟိုဒီတီချုံလာကြီးကိုပေါ့နော်ကျွန်တော်တို့ဗရိန်နေနဲ့ပြပီချင်းပေါ့နော်ထွက်ထွက်လာချင်းတော့ဆိုရင်ကြည့်ပြီးဟဲအမနဲ့ဆိုရင်အရန်ချက်တည်းရှိမှာပဲဆိုပြီးတော့အမပုံမှာမွေးကြည့်ရသေးခင်ကကွက်နဲ့ကိုမြေရောင်ပြီးတော့ပျော်တာပေါ့နော်အဲ့နဲ့ယူသွားပြီးအမလည်းဝစ်လာရောလှလိုက်တာဆိုတာလေအဲ့ဒါမှတကယ်ဟိုလေအင်းညာပဲရွှေနေနဲ့လေအလုံးကအမအဝိလလဲပြီးချင်းထွက်လာတော့ဆိုရင်လဲလေအကုန်လုံးဝိုင်းပြီးတော့ဓပုတ်နေရိုက်ကြတာပေါ့နော်အဲ့လိုမျိုးပေါ့ တကယ်အဲ့ဒါညင်တဲ့အချိန်မှာပေါ့နော်ဝမ်းသာပီတိပြီးတော့မျက်ရည်တောင်လဲတယ်ဟုတ်ကဲ့အရန်ပြောရတယ်ဘာလို့လဲဆိုတော့ဒါကိုယ့်ရဲ့စူးစမ်းမှုတစ်ခုလေအကောင်းထဲပေါ်လာတဲ့အချိန်မှာ ဟိုအကိုတို့အမတို့ရဲ့ fan တယောက်အနေနဲ့အကိုနဲ့အမကိုစင်ခွင့်ရတယ်ဆိုတော့အရန်ပျော်တာပေါ့နောက်ထပ်တစင်တက်တဲ့အချိန်မှာပေါ့အပေါ်ထက်အပြင်အောက်ကအခက်တွေတစ်ခုချင်းစီတွဲရတာအဆပြီးရင်တောင်းတောင်းကြီးမဖြစ်နေအောင်အလုတ်ကလေးလည်းဖြစ်အောင်လို့ပေါ့နော်ဒါ brain ဆရာကြီးနဲ့တေချာအတိုင်းပင်ခဏခဏပြင်ခဏခဏလုံးအလိုမျိုးဒီနားအစင်မပြင်းဒီနားပြန်ပြင်းအဲ့လိုထက်ခါထက်ခါပြင်ပြီးတော့မှဒီလိုမိုးထွက်လာတာပါသုံးလေးလလောက်ကြာသွားတယ် အခုတကယ်စရိုက်တဲ့အချိန်မှာတော့ရုပ်တရက်ကြည့်လိုက်ရင်တော့2လလောက်ပဲကြာရဲဆိုပေမဲ့ကျွန်တော်တို့စီစဉ်နာတွေတိုင်ပင်နာတွေနဲ့ဆိုရင်3-4လလောက်ကိုကြာသွားပါတယ်။တကယ်တမ်းပုံမှန်အခြေအနေရဆိုရင်တော့3-4လနဲ့မပြီးနိုင်ပါဘူး။ဒါပရင်းစရာတွေအများကြီးအောင်ဝိုင်းပြီးတော့ကုလုပ်ပေးလို့အောင်မြင်နဲ့ပြီးတော့တာပါ။ဟုတ်တယ်ဟုတ်တယ်အမအတွက်ဆိုပြီးတော့ခါကြတော့ရည်ရွယ်ပြီးတော့စဉ်းစားပြီးတော့ချုပ်ခဲ့ဒီလိုမျိုးလုပ်ခဲ့တာပေါ့နော် အလုံးအားရရောင်းပြမှာအဲရောင်းမြန်မာဆိုတာအမအတွက် customize ဆိုတာ for အမ only ပေါ့နော်အဲတကယ်လို့တခြားလူတွေတက်ဆိုရင်တော့ order လေးပြန်လို့ပေးချင်ပါတယ်ဘာဖြစ်လို့ဆိုတော့တယောက်နဲ့တယောက်မတူလေကိုတိုင်းနဲ့သွားအနေထားတစ်ခုမှာကိုကိုတိုင်းနဲ့ကိုယ့်နဲ့ကိုပြန်ပြီးတော့ဖန်တီးပေးလို့ရပါတယ်ကိုစိတ်ကြိုက်တဲ့ဟိုရွှေလေးချိန်နဲ့လည်းဖန်တီးပေးလို့ရတယ်ပေါ့နော်အဲအားဖြစ်ပါတယ်အဲခဏ ူများနဲ့မတူတာတီထွင်ရတယ်ဆိုရဲအချိန်မှာအများလက်ခံဖို့ကမလွယ်ဘူးလေနော်အဲ့လိုမျိုးဆိုရဲနေထားမှာကိုကတခုလုံးပြီဆိုရင်တော့အဲ့လိုမျိုးပေါ့အရန်စူးစမ်းပြီးတော့လုံးခဲ့တဲ့အချိန်မှာအလုံးကလည်းတိမတ်ပြီးတော့ပျော်တာပေါ့ဆက်လွယ်ဆိုရင်လည်းအကိုရဲ့ကိုတိုင်းနဲ့အတိအကျလုံးခဲ့ပေးတာဟိုအကိုတို့လက်ဝဲလက်စားတွေအကုန်လုံးကအကိုတို့အမတို့အတွက်ပဲ ခေါ်ထားလောက်ထားပေးရလက်စွပ်တရားစားအဲ့လိုအကိုသက်လက်စွပ်ငကားဆလွယ်ဆိုလဲအကိုသက်ငကားဆလွယ်အကုန် customize အလုံးမအကိုအကိုအတွက်ကိုတိတ်ချလောက်ထားပေးရပေါ့နော်အဲ့တော့ကျွန်တော်မလုပ်ခင်ကကိုကကျွန်တော်လက်ခံမလက်ခံမပေးဘူးတဲ့ကိုကသူပြလောက်ထားစဉ်းစားနေ ပြီးတော့အကိုပြည်သူကတော့အခုမေးရဲ့ပစ္စည်းတွေစပြီးတော့အဲ့လိုစဉ်းစားတော့မှာပေါ့နော်အကိုကဗာလေးကြီးတက်တယ်ပေါ့အကိုကဖန်တီးချင်တယ်ဆိုရဲအချိန်မှာအကို၄000ကြိုက်တယ်တဲ့၄000ကြိုက်တယ်ဆိုတော့အကိုက၄000 4000နေကြည့်ပဲကိုစူးစမ်းပြီးတော့လှုပ်ထားပေးရပေါ့နော်ကျောင်းညာဟို first ပေါ့နော်အအရင်ဆုံးဟိုပြရခဲ့ရပေါ့နော်အကိုဝင်နေထွက်တို့ဘက်ကနေပြီးတော့မှ first drop ပြခဲ့ရပေါ့နော်ကျောင်းညာမြင်မြင်ချင်းဟိုဝမ်းသာလုံးလုံးမြဲအောင်ကြရတယ် အဘလဲဆိုတော့ဘလော့တင်ဒီလိုမျိုးပေါ့နော်အကုန်နဲ့ကိုကြီးမသက်ဆန်နဲ့တိုင်မင်ပြီးတော့ဘလိုလေးလုံးမရအစအဲ့လိုမျိုးပြင်ဥမာအခုဒီခြုံလာနဲ့ဝတ်တဲ့အင်ကြီးအယောင်နေတို့ဘာလို့ဆိုရင်အစပေါ့နော်သုံးစုံလုံးတိတ်တိတ်ချာချာတိုင်မင်ပြီးတော့မှသူများနဲ့မတူတဲ့အယောင်လေးတွေကြီးပဲဝတ်ပြီးတော့တကယ်ကြက်တည်ရှိရှိကိုကဆင်ရတဲ့အချိန်မှာကိုရဲ့ပစ္စည်းတွေနဲ့ထထဲဟောဟောတက်တက်ရဲနေမြားအချိန်မှာအယံဝမ်းတာတယ် အကိုကပြောအကိုလည်းဝင့်မယ်တဲ့အဲ့တော့အခုရေးကြုံရင်အကိုကိုလည်းစင်ကျင်တော့ဘောနော်အကိုအတွက်တလဲပေါ့ဒီမှာလေးတာပထမအဦးဆုံးဆိုမှနောက်အချိန်နေမှာလဲအကိုတို့မတို့ ਨੇ ထပ်ပြီးတော့လဲကြောင်ရည်အများကြီးရိုက်ချင်ပါသေးရဲ့လို့ဟုတ်ကဲ့ဆဆရအတွက်အများကြီးကျေးဇူးတင်ပါတယ်တခြားအဖွဲ့သားရအားလုံးကိုပါပဲကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါ